်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ရေမွေးတွေ unboxing မလုပ်ရအကြိုက်ဖြစ်တယ်ဗောနော်ဆိုတော့ဒီတစ်ခါမှာကျွန်တော်တို့နီးရှည်မွေးဖောက်စရာခုနှစ်လုံးရှိရေဗောလေဆိုတော့ comment ကြီး around သိန်း60အရနေတရားဝန်းကျင်ကြားလောက်တိုင်မှုရှိမယ်တော့ထင်တာပဲ right ဆိုတော့ဖောက်လိုက်အောင်ပထမဆုံးတစ်ခုက Roja Apex Audio Buffer Apex Buffer တော့ကျွန်တော်မှရှိပြီးသားပဲအဲဒါပေမဲ့ Apex Audio Buffer တင်းကိုလည်းပြန်ပြီးတော့ login လို့ဗောနော်ကုန်လိုက်ပြန်ဝင်လိုက်အဲ့လိုမျိုးဖြစ်နေရပါဘောလေဆိုတော့ဒါတော့ပထမဆုံးဖောက်မယ်ဟာအခုတော့မင်း Roja က packaging အစ်တွေပါလုတ်လာရဆိုတော့ apex ကိုအရင်ကလိုမျိုးကတ်တွေပါထည့်ပေးပါအောင်လားလည်းမပြောတတ်ဘူးကြည့်ကြည့်啊 yeah အရင်တော့လိုမျိုး collector ကတ်တွေပါတော့မပါတော့ဘူးပုံမှန်တိုင်းပဲဖြစ်သွားပြီအခုကတော့ဆိုတော့ apex buffer apex ori buffer ဒါပထမဆုံးဖောက်တယ်အလုံးပေါ့နော်ဒီကောင်ကဒါမိုးရာသီမှာ essential လို့ပြောလို့ရတယ် gentleman's essence နဲ့ တော်တော်လေးလှတဲ့ orange နဲ့ pineapple နဲ့အဲ့ဒါကမှ woody ဖြစ်ဖြစ်လေးသွားထားတာတော်မိုက်တယ်ဒုတိယတလုံးကတော့ဒါ roja elysium oint test ပေါ့နော်ဒါတော့သူ့ရဲ့လာတဲ့ box ပုံစံဘေးကဒီဇိုင်းပေါ့လေသူ့ရဲ့သူရတော့သိလိမ့်မယ်ကျွန်တော်ရဲ့ hago fan တွေဆိုသိလိမ့်မယ်ဒါ roja elysium ကကျွန်တော် လက်မှာတတူးထိုးထားတဲ့ရေမွေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကိုလုံးမှာရေမွေးကိုတတူးထိုးထားတဲ့ရေမွေးတစ်လုံးဖြစ်တယ်ဒါကတော့ Elysium Ointens ဒီကောင်ကတော့တချို့ရကြိုက်တယ်တချို့ရမကြိုက်ဘူးကျွန်တော်ကတော့ကြိုက်တယ်ဒီကောင်ကတော့အဓိကဘယ်လိုမျိုးသွားလဲဆိုတော့ခက်အေးအေးနဲ့အေးဆက်ဆက်လေးနဲ့ fresh ဖြစ်တဲ့ cocktail အနံတစ်ခုလိုမျိုးပေါ့နော် refreshing draw လေးဖြစ်တဲ့ဒါ compliment တွေလို့ကျွန်တော်အများကြီးရပါတယ်ရေမွေးလို့ပြောလို့ရတယ်ပေါ့နော်ပူလေးရက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အေးတယ်ပူလေးအေးလေးပဲသူ့ဆိုရတာဟာ Barcelona Power ဒါကတော့ တတူထိုးထားတဲ့ Roger Elysian တတူကမြင်ရပါမလားမသိဘူးဒီမှာကျွန်တော်ထိုးထား Apex Ori Buffam ကတော့ရပြီဒါပေမဲ့ Apex O Intense ကိုလည်းကျွန်တော်လိုချင်နေသေးတယ်ပေါ့နော် Apex O Intense ကတော့တိတ်မကြခင်ရမယ်ဒီကောင်ကပြီးခဲ့တဲ့6လ9လလောက်ရှိပြီထင်တယ်အဲ့လောက်လောက်တော့ကျွန်တော် VNN သွားတော့ကျွန်တော် VNN မှာဆန်းခဲ့ရပါတော့တော်တော်မိုက်တယ်ဒီကနေ့ကျွန်တော်တခုဝယ်လာသေးအဲ့ခါ Apex O Intense ကိုကျွန်တော်သုံးနေရ6လရှိပြီပေါ့နော် တော်မိုက်တယ် review ပါညာတော့ပြင်ရမှာပဲပြပြရမယ် bright ဒါကတော့ rojai elysium avantas ပြီးသွားလို့ရှိရင်ဒုတိယနာမည်အကြီးဆုံး fresh ဖြစ်တဲ့နိရှိမွေးလို့တော့ပြောလို့ရရပါတော့ roja parfum ကိုဒါလုံးဝနာမည်ကြီးသွားအောင်လို့လုပ်ပေးတဲ့ရင်မွေးလို့ပြောရင်လည်းမမဘူးအရင်နှောင်းနေကတော့ roja ကတော့နာမည်ကြီးပြီးသားပဲဒါပေမဲ့ဒီကောင်ချောင်းမှုလို့ပို့ပြီးတော့ mainstream အပီးဖြစ်သွားတာပေါ့နော်ဆိုတော့ဒါကတော့ roja ရဲ့ elysium roja တောင်းလုံးပြီးသွားပြီကျွန်တော်တို့ ဂန်နမီပြန်ဖောက်ရအောင်ကျွန်တော်မှာဂန်နမီကကုံသွားတာကြာပြီပေါ့နော်ဂန်နမီ Odipa fan တော့ကုံသွားကြာပြီဂန်နမီ A straight တော့ကျွန်တော်မှာရှိသေးတယ်ဂန်နမီ A straight ကဖလင်းထဲမှာ like 3 mm 5 mm လောက်ပဲကျန်နေရပါတော့ဒါပေမဲ့အဲ3 mm 5 mm လောက်နဲ့ကျွန်တော်နောက်ထပ်3-5နှစ်လောက်ဆူလို့ရမယ် ဆွတ်လို့ရမယ်လို့တော့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တော်တော်လေးဆွဲရမှုလို့ကျွန်တော် Academy Extract ကိုအလုံးစုံဆွဲရလားတစ်ချက်တစ်ချက်လောက်ပဲဆွဲရတယ်။အခုနောက်ပိုင်းဟိုရေမွေး packaging တွေ trend ဖြစ်လာတော့ရေမွေး packaging တွေနည်းနည်းလေးအရင်ကတော့ luxury မဖြစ်တော့ဘူးပေါ့နော်။တော်တော်များတော့နည်းနည်းကထူကို နည်းနည်း hollow ဖြစ်ဖြစ်အဲ့လိုမျိုးပဲလုပ်ကြရအများလားအရင်တော့ဆိုလို့ရှိရင် zar job device ဆိုလို့ရှိရင်လည်းဟိုတက်တာ box device နဲ့တေချာလက်ရကောင်းကောင်းနဲ့လေးလေးပင်ပင်လောက်ထားမယ်ခုနောက်ပိုင်းကျတော့လုံးဝပါမန်ကတ်ထူ box နဲ့ပဲဖြစ်လာတာပေါ့နော်အဲတိတ်တုံကောင်းဒါဒီကောင်ကကျွန်တော်တသက်လုံးစုကျင်တဲ့နီးရှည်မွေးဆယ်မျိုးထဲမှာပါတဲ့ရည်မွေးလို့ပြောရင်လည်းမားမယ်တော့မထင်ဘူးအဲဘယ်ချိန်ဘယ်နေရာမှာမဆိုဆွလို့ရပြီးတော့ကို့အနံ့လုံးဝ unique ဖြစ်ပြီးတော့သူ့ရဲ့ CH ကအနံ့ပြန်ပြီးကြံခဲ့တဲ့ဟာတော်တော်လေးကိုလှနေတာပေါ့နော်ဆိုတော့ Academy ပြန်ရပြီ finally အခုထပ်ဖောက်မဲ့ရေမွှေးရတာပြီးခဲ့တဲ့နှစ်ပိုင်းဒီမှာနာမည်တော်တော်လေးကြီးလာတဲ့ brand တစ်ခုရေရေမွှေးဖြစ်တယ်ပေါ့နော်။သူကတော့ဒါ Mission Cravelli လို့ခေါ်တယ်။ Mission Cravelli ကဒါကျွန်တော်အတွက်ဆိုလို့ရှိရင်တော့ဟိုတိတ်ပြီးတော့ impression မစိုးပါဘူးဆိုလို့တဲ့အနေထားမှာပဲရှိရဲ့။အဲ fragrance brand လို့ပြောလို့ရတယ်ပေါ့နော်။ niche brand လို့ပြောလို့ရတယ်။ဘာကြောင့်မို့လို့လဲဆိုတော့ဒီ Mission Cravelli ထုတ်တဲ့ရေမွှေးကျွန်တော်ဆန်းဘူးတမရလောက်ကဟို တခြားအနှံ့တွေကိုပြန်ပြီးတော့ဖန်တီးထားတာပဲများတယ်ပေါ့နော်သူတို့အရင်နမည်ကြီးပါတယ်ဆိုတော့အာဥမာရာကူဂျာဆိုလာဒီအဲ့ဒီကောင်ဆိုလို့ရှိရင်လည်းဒါဟိုကျွန်တော်တို့ rose နဲ့ဥနဲ့အနှံ့ကိုပြန်ပြီးတော့ fruity ဖြစ်အောင်ဖန်တီးထားတဲ့ ombre nomade တို့ပါတော့ style မျိုးသွားထားတာဒီကျွန်တော်အခုဖောက်မဲ့ဟာကတော့ hibiscus mahaja ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်အစပိုင်းမှာကတော့ဒီ hibiscus ပန်းအနှံ့ပါတယ်အာနင်းရတာ box card တော်လေးတော့လှတာပဲ not bad ဒါတော့သူရဲ့ကပ်ပေါ့နော် အမ်ပလင်းကတော့ချစ်ဖို့ကောင်းတယ်ဒါလုံးဝတက်နေသူထားလေးတစ်ခုရှိနေပလင်းလို့ပြောလို့ရရပါတော့ဒါပေမဲ့ဒီကောင်ရဲ့ dry down ကဘာနဲ့သွားပြီးတူလဲဆိုတော့ perfume တမာလီရဲ့ Denina exclusive နဲ့သွားပြီးဆင်တာဆိုတော့ like ဟို Denina exclusive ကိုမှ unisex packaging နဲ့သွားတယ်ရေမွေးလို့ပြောလို့ရရပါတော့အဲဒါကြောင့်မလို့လဲတော်တော်နေနမည်ကြီးရလို့ပြောလို့ရတယ်ဆိုတော့တချို့တွေကတော့ Denina exclusive ကိုကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ main ကလေးပလင်းပုံစံမျိုးနဲ့ main ကလေးနဲ့ပုံပြီးဆန်နေကြအောင်မလို့မဆွချင်ဘူးဆိုတာမျိုးဖြစ်တယ်ပေါ့နော်ဒီကောင်ကကြတော့ အဲ့လိုမျိုးဟာမဖြစ်အောင်လို့ဆိုပြီးတော့ဖန်တီးထားတယ်လို့ပြောလို့ရတယ်ဆိုတော့ fresh ဖြစ်တဲ့ဒီ hibiscus banana နဲ့စားတယ်ပြီးတော့လို့ရှိရင် dry down မှာကြတော့ကျွန်တော်စမ်းမှုတဲ့ကျွန်တော် experience ရတော့ delina exclusive နဲ့သွားပြီးတော့အဆင်တယ် yeah မွေးရတော့တော်တော်လေးမွေးရပါတော့ delina exclusive လို့မျိုးပဲ performance ကလည်းရှိတယ်လို့ပြောလို့ရတယ်ဆိုတော့တော်တော်လေး strong ဖြစ်ဖြစ်နဲ့ကိုလူကတော်တော်လေးအနံ့ကိုကြကြဆွဲပြီးတော့ဘေးကလူကြီးရလဲကိုအနံ့ကို share ရနေမှာအဲ့လိုနေမျိုးဆိုတော့ဒါတော့ Mr. Cravely ရဲ့ hibiscus မဟာကျဒီကောင်တော်လေးစည်းကြီးဒီကောင်ဒပလင်းကိုကျွန်တော်တော်တော်ပေးလိုက်ရတယ်ဖောက်ဘွားနှလုံးပဲကျန်တော့မယ်ဒီနှလုံးက polypathan version နဲ့ x-ray version ပေါ့နော် polypathan version ကတော့ကျွန်တော်ပြီးခဲ့တဲ့လတွေတုန်းကဟိုကျွန်တော် review တင်ထားတာကိုကြည့်နေကြသူတွေဆိုလို့ရှိရင်တော့တည်ပြီးသားဖြစ်မဲ့ဟာပဲအဲ့ဒီကောင်ကတော်တော်လေးကောင်းလို့ကျွန်တော်တောက်လျှောက်ကိုဆွဖြစ်တဲ့ရေမွေးရမှာလဲပါတယ်လို့ဟိုကျွန်တော်အဲ့ဒီ review တင်ပြီးတော့လည်းတော့ဒီကနေ့ဝိုင်းပြီးတော့ဝယ်ကြရနေခဏလေးနဲ့ကုန်သွားတဲ့ဟာပေါ့နော် ပကေ့ချင်းလာတာကြီးလည်းကြည့်ပါဒါလုံးဝပထမတစ်ခေါက်ကျွန်တော်ဝင်တော့ပကေ့ချင်းနဲ့တော့မတူဘူးဒီတစ်ခေါက်ကโอเคကျွန်တော်တို့ဖုန်းကိုဖယ်လိုက်မယ်ဒီကောင်ကိုကျွန်တော်တို့ Oh my god အထက်က boss ကမိုက်လိုက်တာအထက်က boss ကမမေးလေးပြောင်းလက်နေရပါโอเคကျွန်တော်ထောင်လေးကိုဆွဲထုတ်လိုက် God damn ပကေ့ချင်း sick လာလိုက်တာ ရာမွန်မိုနီဂဲရာမွန်မိုနီဂဲကဒါစပိန်ဘရန်ပေါ့နော်ဒါကတော့ဖလာမန်ကိုလို့ခေါ်တယ်ဖလာမန်ကို my god ဘောက်စ်ကမဲ့နေတာအရင်တော့ခီလီယန်တို့ဘာလို့မှတွေ့ရတတဲ့ဘောက်စ်အိုးဒီဇိုင်းပုံစံမျိုးပဲ that is sick တို့လားအရင်တစ်ခါတော့ကျွန်တော်ရရတာဒီလိုမျိုးမဟုတ်ဘူးအရင်တစ်ခါတော့ကျွန်တော်ဝယ်တဲ့မိုနီဂဲကဟိုဒီလိုမျိုး tube နဲ့ပဲလာပါဘောနော်ဟဲ့ကြီး မင်းကဒါမှန်ယူရမှန်နေတာမှန်ပါတယ်ဗျာဒီမှာဒါကတော့သူ packaging အာမူနီကဲကတ်လေးပါတယ်ပြီးရင် pouch လေးနဲ့ pouch ကိုကျွန်တော်ဆွဲထုတ်လိုက်မယ်ဆိုလို့ရှိရင်အထဲမှာရေမွေးပလင်းရာရှိနေတာဒါကတော့ကျွန်တော်တိတ်ပြီးတော့ကြိုက်တယ်ဒါ rose နဲ့ raspberry နဲ့ပေါင်းထားတဲ့အနံ့ပေါ့နော် sexy တော်တော်လေးဖြစ်တယ်လောမှာ unisex အနံ့လို့ပြောပြရတယ် box ကမိုက်လိုက်တာ ဘန်မိုက်တယ်မဂနက်တစ်နဲ့ that's nice ထဲမှာမဆက်သေးလို့ရတယ်ဆိုတော့ဒီကောင်ကတော့ flamenco ori parfum ကျွန်တော်ထပ်ပြီးဝယ်ထားတဲ့ဟာကတော့ flamenco extra ပေါ့နော် extra ကိုမှ packaging တွေပါတိတ်မလို့တော့ဆိုပြီးတော့ကျွန်တော် tester box လေးပဲဝယ်လိုက်တာ 50ml size လေးချစ်စရာလေးအာ uh, flamenco extra ကတော့ 50ml ပဲလာတယ်ပေါ့နော်ဒီကောင်ကတော့ပို့ပြီးတော့လဲဈေးကြီးရယ် and oh cap ပုံစံမတူဒီကောင် cap ကဟိုကျွန်တော်တို့အရင်တော့ CH man prive cup ပုံစံမျိုးပေါ့နော် That is nice Yes Emma Hello Right အာပလင်းကလာအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ရောင်းတူတူပါပဲဒီကောင်နည်းနည်းလေးတော့မှိန်မှိန်လေးဖြစ်သွားတယ်အနံ့ကိုတစ်ခါတည်း test လုပ်ကြည့်အောင်ဘာလဲကွာမသိဘူး first impression ။အော်ကောင်းလိုက်တာ။음။ That is so nice. ကံမီပေါ့နော်။အဲ့လိုကျွန်တော်ယူရို့လို့အနံ့မျိုးရတယ်။လေတန်နံ့ပုံစံမျိုးရတယ်။အဲ့ဒါမှสวีဖြစ်ဖြစ်လေးเนี่ย nostalgic ဖြစ်တဲ့အနံ့တစ်ခုရရပေါ့เนาะ i don't know drinks တစ်ခုခုအဲ့လိုမျိုးအနံ့မျိုးရရတယ်ပင်ပွိုင်းတော့ချက်ချင်းမလုပ်နိုင်သေးဘူးဒါပေမဲ့ အာ fruity တော်တော်လေးဖြစ်တယ်အဲ့တော့မှ leathery ပပလေးနည်းနည်းပိုဖြစ်သလိုခံစားရတယ် saffron လေးနည်းနည်းပါသလားတော့မသိဘူး။ Oh fuck ကောင်းလိုက်တာ။ Alright Flamenco is ready buffam ရမ်းမိုက်တယ်။အပုံမှန် Flamenco လည်းတော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုကိုချိန်ပေးပြီးတော့ပြန်ပြီးဆွတ်လိုက်အောင်မယ်။စောင်းရည်ရောက်လာပြီမို့လို့ extra ကိုပို့ပြီးဆွတ်ပြမယ်လို့တော့ထင်တာပဲ။ဆိုတော့ဒါကတော့ကျွန်တော်ဒီနေ့အာ unboxing လုပ်ဖြစ်တဲ့ရေမွေးခုနှစ်လုံးဖြစ်တယ်ပေါ့နော်ဒီတဲ့ရေမွေးတွေကိုစံသုံးကြည့်ခြင်းနဲ့ဒါမှမဟုတ်ရှင်ဒီလိုပလင်းတွေကိုလည်းမှားခြင်းနဲ့ဆိုလို့ရှင်ကျွန်တော် page ခွဲဖြစ်တဲ့ဒီကမိုင်သူ smart ticket တွေဝယ်လို့ရတယ်လို့ liquid go by သူဆိုတဲ့ page မှာလည်းကျွန်တော်တို့ဒီပလင်းတွေပလင်းလိုက် pre order တွေဝယ်လို့ရပါတယ်ဆိုတော့နောက်ထပ် video တစ်ခုမှာထပ်ပြတွေ့မယ် Tracy bye bye peace